အိန္ဒိယနိုင်ငံမွန်ဘိုင်းတက္ကသိုလ်ကဘာသာရေးဒီပလိုမာတစ်ခုဘလို့အွန်လိုင်းကနေတက်ရောက်ပြီးယူလို့ရတယ်ဆိုတာပြောပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဖုန်းမှာပဲဖြစ်ဖြစ်ကွန်ပျူတာမှာပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့ browser ရဲ့ဒီနေရာမှာနော်ဒီ search bar လေးမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီလိုနေရာမှာပဲဖြစ်ဖြစ်ပေါ့နော်အဲ VIR ဓမ္မလို့ရိုက်လိုက်ပေါ့နော် VIR ဓမ္မဆိုတာနော်အဲ့လိုမျိုးလေးရိုက်ပြီးတော့ကျွန်တော် under ခေါက်လိုက်လို့ရှိရင်အဲ့ဒီ website ရဲ့ link ကိုကျွန်တော်အပေါ်ဆုံးမှာတွေ့ရမှာဖြစ်တယ်နော်အဲ့တော့တော့သူကဒီ VIR ဆိုတဲ့အတိတ်ပဲကတော့ Wi-Fi စနာပေါ့နော် ဝိပဿနာပဲထားပါတော့ဝိပဿနာ research institute ပေါ့နော်ဒါဝိပဿနာကိုအဲသူ့ဒေသနာပြုလုပ်နေတဲ့အဲမဟာသိပ်ပံသိပ်ပံပေါ့ဗျာအဲ့လိုမျိုးဘာသာ ပြန်မှာပေါ့နော်သူတဲကိုဝင်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအဖွဲ့အစည်းအကြောင်းကိုကျွန်တော်ဘာလို့ပြောပြောပြလဲဆိုတော့ဒီအဖွဲ့အစည်းနဲ့ဒါကျွန်တော်တို့မွန်ပိုင်းတက္ကသိုလ်နဲ့ပူးပေါင်းပြီးတော့ဖွင့်လှစ်တဲ့အဲဒီပလိုမာသင်တန်းပေါ့နော်အဲ့ဒီအကြောင်းလေးကျွန်တော်ပြောပြချင်တာပါအဲ့တော့ဟောသူကလိုင်းကနေနေသေးတယ် အဲ့တော့တဲ့ကျွန်တော်တို့ကဒီဒီတန်းန်းကိုတက်ရောက်ဖို့အတွက်ဆိုလို့ရှိရင်တက်ရောက်နိုင်တဲ့အခြေချင်းအနေနဲ့ဆိုကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်ဒါတက္ကသိုလ်ဝင်တန်းအောင်ပြီးရတဲ့သူတွေဆိုရတယ်ပေါ့နော်10တန်းတို့ဒီနေ့ဒီ bucket ဆို12တန်းတို့ပေါ့နော်အဲ့တော့ तू ကဒီမှာ create account ဆိုတာလေးရှိပြီးတော့ तू account တစ်ခုလည်းဖောက်လို့ရတယ် account ဖောက်တာတော့ကျွန်တော်အဲပြောမပြတော့ဘူးဒါအဆင်ဆင်လုပ်သွားရလိမ့်မယ် account ဖောက်လိုက်လို့ရှိရင်ကို email ရဲ့ကို email ရဲ့ကို link လေးတစ်ခုရောက်လာတယ်နော်အဲ့ဒါမျိုးလေးတွေဒါလုံးဆောင်ကြည့်လိုက်ပါအဲ ဒီမှာကျွန်တော်တို့ website ထဲကိုဝင်လိုက်တယ်ဆိုတာနဲ့ကျွန်တော်တို့ရှေ့ဆုံးမှာဖော်ပြထားတဲ့ပုံနှစ်ပုံပေါ့နော် home page မှာဖော်ပြထားတဲ့ပုံလေးပုံကနော်မြန်မာနိုင်ငံက၃ပုံပါနေတယ်ဝီလယ်ဒီဆရာတော်ဆရာတက်ကြီးနောက်ဆရာကြီးဥပခင်ပေါ့နော်ပြီးမှဒီဘက်ကဥကိုရင်ကနော်ဒီလေးရပုံကိုပြထားအဲ့တော့ဒီသူတို့ဒီအသင်းဖွဲ့ကြီးရဲ့အကြောင်းကိုကျွန်တော်သိကျင်တော့ဒီနေရာလေးကိုမြားထောက်လိုက်ပြီးတော့ပေါ့နော်ထောက်လိုက်ပြီးတော့ကျွန်တော်ဒီမှာသူ့ရဲ့အကြောင်း VRI ရဲ့အကြောင်းကိုကျွန်တော်ကြည့်လို့ရတယ် ဒီဝိပဿနာသူတေသနာရေသူတို့ဘာတွေလုပ်နေလဲဆိုရင်နော်သူတို့အတန်းကြီးဘယ်တော့မှဖြစ်ပေါ်လာလဲပေါ့နော်သူတို့အတန်းကြီးကိုဒီမှာစတင်တည်ထောင်တဲ့ခုနှစ်ကိုကြည့်လိုက်ရင်ကျွန်တော်စကရင်ကိုလည်းနဲ့ချက်လိုက်မယ်1985ဖြစ်တယ်ဆိုတာတွေ့ရလိမ့်မယ်နော်ဒါတော်တော်ဒါကြာခဲ့ပြီပေါ့နော်အော်ဒီအတန်းကြီးကိုစတင်တည်ထောင်တာ1985ဖြစ်တယ်အဲ့လိုမျိုးတွေသူရေးထားတာရှိမယ်အဲပြီးသူတို့ဘာတွေလုပ်နေလဲဆိုရယ်ဘာတွေလုပ်ခဲ့ရဆိုရယ်အကြောင်းနေပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ အောက်မှာကြည့်လိုက်မယ်ဆိုရင်ပါဠိ study program နေပေါ့နော်ဒါပါဠိနဲ့ပတ်သက်တဲ့အဲတင်နန်းတွေပေါ့အဲ့ဒီတင်နန်းတွေသူဘယ်တုန်းကနေစခဲ့လဲဆိုလို့ရှိရင်ဒီမှာ1999ခုနှစ်ကသူတို့စခဲ့ပါတယ်တဲ့နော်အဲ uni ဒီမွန်ပိုင်းတက္ကသိုလ်နဲ့သူတို့ပူးပေါင်းနေနော်မွန်ပိုင်းတက္ကသိုလ်ကကျွန်တော်တို့ဒီအဲ philosophy ဌာနနဲ့ပေါ့နော်ဌာနနဲ့သူတို့ပူးပေါင်းပြီးတော့ဒါသူတို့အဲ diploma တင်နန်းတွေပေါ့နော် diploma မှမဟုတ်ဘူးတခြားတင်နန်းတွေလည်းပါတယ်အဲသူတို့ဖွင့်ထားတာရှိတယ်တဲ့ နော်အဲအဲ့တော့အဲဒီအကြောင်းကိုသိချင်ရင်ကျွန်တော်ဒီနေရာကိုနှိပ်ပါဆိုတော့ကျွန်တော်ဒီမှာဒီ click here ကိုကျွန်တော်တစ်ချက်နှိပ်လိုက်လို့ရှိရင်အဲ့ဒီသင်တန်းလေးရှိတဲ့နေရာကိုကျွန်တော်ရောက်သွားတယ်။နော်အဲ့တော့ဒီမှာဥကိုရင်ကပြောခဲ့တဲ့စကားလေးကိုလည်းသူကပေါ်ပြထားတယ်။အဲဝိပဿနာအဲဒီသင်တန်းသားတွေအနေနဲ့ပေါ့နော်ဒီ basic ပါဠိကိုလေ့လာသင်ကြောင်းဆိုတာလေးအဲသူသူရေးသူသူပြောခဲ့တာလေးပေါ့နော်ဒါလေးပြထားအောင်တွေ့ရတယ်။နောက်ပြီးတော့ဒီထဲမှာလည်းဒါဒီဒီဘူးဒီသူတို့ရဲ့အဖွဲ့အစည်းကိုဒီအိန္ဒိယ အစိုးရကအတိမတ်ပြုထားကြောင်းဆိုတာလေးလည်းသူကဒါထည့်ရေးထားတာတွေ့ရတယ်ဗျ။နော်အဲအဲ့တော့ကျွန်တော်တို့ကျွန်တော်တို့ကတော့သင်တန်းအကြောင်းပြောမှဖြစ်တဲ့အတွက်အောက်ကိုပဲသွားလိုက်မယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာသင်တန်းနေနဲ့ပတ်သက်တာဒါဒါဆိုရင်ဒါ၃လသင်တန်းနေပေါ့နော်၃လသင်တန်းနေရှိမယ်အဲနောက်ဘာတွေရှိမလဲဆိုတော့ဒီအောက်မှာထပ်ကြည့်လိုက်လို့ရှိရင်တနှစ်သင်တန်းနေပေါ့နော်အဲတနှစ်ဒီမှာဒီပလိုမာသင်တန်းနေရှိမယ်အဲတနှစ်ဒီပလိုမာသင်တန်းနေမှာဆိုရင်ကျွန်တော်တို့ဒီမှာအဲဂျာကဒါဒီဝိပဿနာပေါ့နော်ဝိပဿနာနဲ့ပတ်သက်တဲ့ဒီ ဗိုဒစ်စတာဒီရဲ့ဝိပဿနာရယ်နော်အာနဲ့ပတ်သက်တဲ့ဒီပလိုမာဖြစ်တယ်အောက်ကဟာကတော့ advance အဆင့်မြင့်ဖြစ်တဲ့အတွက်အဲဆိုလိုတာကတော့ဒါပြီးမှတန်မှာပေါ့နော်အဲ့တော့သူကအခုလက်ရှိအနေနဲ့အဲ့ဒီတင်နေအစနေတာဖြစ်တဲ့အတွက်နော်နောက်နှစ်နောက်နှစ်အတွက်ဆိုရင် तू ကဘယ်အချိန်မှာစတင်မလဲဆိုရင် तू ကဒီမှာဂျွန်ဂျူလိုင်ဆိုတော့မကြာတော့ဘူးပေါ့နော်အဂျွန်ဂျူလိုင်မှာရွာတဲ့မိုးပွဲလေးတော့မဟုတ်ဘူးပေါ့ဗျာနော်ဂျွန်ဂျူလိုင်ဂျူလိုင်လောက်မှာအဲ့လိုမျိုးစမယ်အဲ့တော့ဒီတင်နေအကြောင်းကျွန်တော်တို့သိချင်နေဆိုရင်ဒီတင်နေကိုကျွန်တော်နှိပ်ဝင်ကြည့်လိုက်လို့ရှိရင်ဒီမှာသူ့ရဲ့တင်နေရဲ့ရည်ရွယ်ချက်တွေတွေ့ရမယ်နော် ်တင်တန်းကတစ်နှစ်ကြာရဲဆိုတာတွေးရမယ်ပြီးလို့ရှိရင်သူ့ရဲ့အရေးချင်းကဘာလဲဆိုတော့ဒီမှာပြထားရယ်နော်စနက်တန်းပေါ့နော်အဲ့လိုမျိုးလေးအဲဒါမျိုးလေးတွေးတွေးရမယ်ပြီးလို့ရှိရင်သူကအ ਨੇ ဆုံးတော့တဲ့ဒီဆရာကြီးဥကိုင်ငါရဲ့၁၀ရက်တင်တန်းလေးနော်အားမျိုးလေးတွေအဲတက်တင်တယ်တက်ထားတင်တယ်ဆိုတဲ့အကြောင်းပေါ့နော်အဲအဲ့အကြောင်းလေးပါမယ်ပြီးလို့ရှိရင်တင်တန်းကြီးပေါ့နော်တင်တန်းကြီးကတော့ဒီမှာအဲသူကဘယ်လောက်လဲဆိုတော့ဒီမှာအိန္ဒိယကျောင်းသားတွေအတွက်ဒါအဲဘယ်လောက်လဲ2600နော်2600ဖြစ်မယ် ထအကြောင်းသားတွေဆိုလို့ရှိရင်သူကအမေ ruby 2600ပေါ့နော်ဒါဒါမဲ့ဒါမဲ့ဒီကျွန်တော်တို့နိုင်ငံခြားသားပေါ့နော်နိုင်ငံခြားသားကျွန်တော်တို့ဆိုရင်သူကဒီသင်တန်းကြီးက ruby 6200လို့တွေ့ရတယ်အဲ ruby 6200ဆိုပေမဲ့လည်းအဲကျွန်တော်ထင်တာတော့ဒါဟိုပေါ့နော်မြှောက်လိုက်မယ်ဆိုကျွန်တော်တို့ငွေကြေးအရဆိုရင်အာ2သိန်းကျော်လောက်တော့ရှိလိမ့်မယ်ထင်တယ်2သိန်းကျော်ဆိုတော့ငွေကြေးရတော့ဒါပြောရမယ်ဆိုရင်ဒါနိုင်ငံခြားဒီပလိုမာတစ်ခုအနေနဲ့မများဘူးလို့ပြောရမယ်နော်တခြားအာတီးလင်ငါးတွေပါရဲ့ဆိုတော့ဒီထက်အများကြီးပိုများလိမ့်မယ်အဲအဲ့တော့ ။ तू ကဘာတွေတင်มาလဲဆိုတော့ဒီမှာဆိုရင်ဒါသူတို့တင်မဲ့ဘာသာရဲ့အကြောင်းတွေပြောမယ်ဆိုဒီမှာပါဠိပါဠိပါမယ်ပေါ့နော်ပါဠိပါမယ်ဒီမြတ်စွာဘုရားရှင်ရဲ့အဓိကသင်ကြားပြသချက်တွေပေါ့နော်တုတ်တန်တွေဖြစ်မှာပေါ့အဲအဲ့ဒါတွေပါမယ်အာဒါဓာတ်တွေကိုယ့်ဘာကိုယ်တော့ဖတ်ကြည့်လိုက်ပေါ့နော်ဒါမျိုးလေးတွေ तू ရှင်းပြထားတာရှိမယ်အဲဒီထဲမှာကိုယ်ပါပါရင်ပါဠိတုတ်တာတို့ပါတော့နော် तू ပြထားတာရှိတယ်အဲပြီးလို့ရှိရင်ဒီမှာ तू ကအဓိကသင်တန်းတက်ပြီးဟေ့ဆိုတာ ਨੇ ကျွန်တော်တို့ကဘာဘာလဲဆိုတော့နောက်ပိုင်းမှာဟိုဆံမွဲကရှိလာမယ်အဲဆံမွဲကဘာဒီမှာဘာလဲဆိုတော့ online exam ပဲဖြစ်တယ်နော် online ကပဲဖြေရမယ်ဖြေရမယ်ဒီမှာပြီးလို့ရှိရင် assignment တစ်စောင်ရေးရမယ်နော် assignment တစ်စောင်ရေးရမယ်အဲပြီးလို့ရှိရင်အဲသင်တန်းပြီးမှပေါ့နော်သင်တန်းပြီးမှ assignment တစ်စောင်ရေးရမယ်အဲအဲ့လိုမျိုးဖော်ပြထားတယ်ပြီးလို့ရှိရင်ဒီဒီသင်တန်းစာရရက်ကတော့ဒီမှာ तू ကဒါမနစ်ကထားကိုပြထားဖြစ်တဲ့အတွက်အဲဇူလိုင်29 2024ကိုပြထားတယ်ကျွန်တော်တို့ အာဂျူလိုင်ဆိုတော့ခုနလပိုင်းပေါ့နော်ကျွန်တော်တို့ဒီနှစ်အတွက်ကဆိုရင်တော့ဒါမကြတော့တော့ဘူးလို့ထင်တယ်အဲသူတို့ကိုဆက်သွယ်ကြည့်လို့ရတယ်သူတို့ကိုဆက်သွယ်ခြင်းနဲ့ဆိုလဲဒါကျွန်တော် contact ဆိုတာလေးပါတယ်ပေါ့နော်ဒီ website ရဲ့ထိပ်မှာရှာကြည့်လိုက်ပါအဲပြီးလို့ရှိရင်ဒီမဲ့ကတော့ဒီတင်ကြားပေးတဲ့ရက်ကတော့သူကစနေနေ့တိုင်းဖြစ်တယ်ပေါ့နော်စနေနေ့တိုင်းဖြစ်တယ်ဒီတင်တင်ကြားပေးတဲ့အချိန်ကတော့သူတို့အိန္ဒိယအချိန်ဖြစ်တယ်9နာရီကနေ10နာရီဆိုတော့ဘယ်လောက်မှတော့မကြဘူးပေါ့နော်အဲအဲ့ဒီအချိန်ဖြစ်မယ်တန်တဲ့တပတ်ကောင်မှသူကတရက်လို့တရက်သဘောပေါ့နော် အဘလို့တင် जा ပြီးမှလဲဆိုရင်တော့ zone နဲ့တင် जा ပြီးမှဖြစ်တယ်အဲအဲမျိုးလေးတွေဒါကျွန်တော်တို့အသေးစိတ်ဖတ်ကြည့်လို့ရပါတယ်အဲ့ဒီတင်နန်းပြီးပြီးဟေးဆိုမှကျွန်တော်တို့ကဘာတက်လို့ရရလဲဆိုတော့အဲဒါပါလဲအဆင့်မြင့်ဒီပလိုမာဆိုတာတစ်ခုထက်ရှိတယ်ပေါ့နော်ဟောအဲ့တော့အာနောက်ဘာပြောရရှိလဲဆိုတော့အာကျန်တာရောကိုပါကိုပဲဒါဖတ်ကြည့်လိုက်ပါတော့နော်နောက်ပြီးတော့ဒါကျွန်တော်တို့ကကျွန်တော်ဒါကိုဘာလို့ပြလဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာလဲဒါတက္ကသိုလ်တွေကနေဒီပလိုမာပေါင်းများစွာပေးနေကြတယ်ပေါ့နော်ဒါပေမဲ့အဲပြဿနာတစ်ခုရှိနေတာကဘာလဲဆိုတော့ အဲဒီဒီမြန်မာနိုင်ငံကအတက်ကတူအများစုကနော်ဒီသာသနာရေးဝန်ကြီးဌာနကလည်းအတိအမှတ်ပြုထားတာမရှိသေးဘူးပညာရေးဝန်ကြီးဌာနကလည်းအတိအမှတ်ပြုထားတာမရှိသေးဘူးနော်အဲ့လိုမျိုးဖြစ်နေတယ်အဲ့တော့ဒါမျိုးလေးတွေစမ်းတက်ကြည့်ခြင်းစမ်းတက်ကြည့်ကြပါဒါငွေတင်တန်းကြီးအရာရောပေါ့နော်တင်တန်းကြီးအရာဆိုရင်လည်းဒါဟိုပြောရမယ်ဆိုရင်ကိုယ်ပြည်တွင်းမှာတောင်မှတချို့တက်ကတူတွေကဒီအ ਨੇ ဆုံးတော့ဗျာဒီပလိုမာတစ်ခုဆိုဒါတော့ဒီတော့ကတော့ကုန်ကိုကုန်နေဗျာနော်အဲ့ဒါကြောင့်အဲဒါမျိုးလေးစမ်းကြည့်ရင်စမ်းကြည့်လို့ရကြောင်းလေးဟိုဒါမိတ်ဆက်ပေးတာပါဟုတ်ပါပြီဒီတော့ပါပဲကျေးဇူးပါ